မင်္ဂလာပါခင်ဗျရန်ကုန်ခေတ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။အိန္ဒိယအစိုးရကနိုဝင်ဘာလအတွင်း New Delhi မှာကျင်းပဖို့ရှိနေတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ Federal စနစ်ဆွေးနွေးပွဲတက်ဖို့ AAKIA နဲ့ UNG ကိုအိန္ဒိယနိုင်ငံကဖိတ်ကြားမှုတတင်းအပေါ် UNG ကတစုံတရာမှတ်ချက်ပြုတာမျိုးမရှိသလိုညှင်းဆိုတာမျိုးလည်းမရှိဘူးလို့သိရပါတယ်။ကျမ်းပတ်စကောင်စီရဲ့ပိတ်ပင်တားဆီးအရေးယူမှုတွေကြားကပဲ ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ2024ခုနှစ်ပထမ6လအတွင်းမြန်မာနိုင်ငံသားတွေဝယ်ယူထားတဲ့ကွန်ဒိုအခန်းပေါင်း638ခန်းရှိပြီးထိုင်းဘတ်ငွေ3ဘီလီယံကျော်အထိရှိတယ်လို့ဘန်ကောက်ပို့စ်သတင်းဌာနကနေဖော်ပြထားတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အိန္ဒိယဆွေရကထောက်ပံ့မှုနဲ့အိန္ဒိယနိုင်ငံသားဝင်ကြီးပါဝင်တဲ့အိန္ဒိယကောင်စီ ICWA ကနေ နိုဝင်ဘာလမှာကျင်းပဖို့ရှိနေတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ Federal စနစ်ဆွေးနွေးပွဲတက်ဖို့ AAKIA နဲ့ UNG ကိုအိန္ဒိယကဖိတ်ကြားမှုတင်အပေါ် UNG ကဒဇုံတရားမှတ်ချက်ပြုတာမျိုးမရှိသလိုညှင်းဆိုတာမျိုးလည်းမရှိဘူးလို့သိရပါတယ်။ Writer တင်ဌာနကတော့အိန္ဒိယနိုင်ငံမှာလာမယ့်နိုဝင်ဘာလအတွင်းကျင်းပမယ့်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ Federal စနစ် New Delhi ဆွေးနွေးပွဲကိုရခိုင် AA ချင်း CNF ကချင် KIA နဲ့အမျိုးသားညီညွတ်အစိုးရ UNG တို့က အိန္ဒိယအစိုးရကနေဖိတ်ကြားထားတဲ့ဆိုတဲ့အကြောင်းသတင်းဖော်ပြခဲ့ပါတယ်။ဒီသတင်းနဲ့ပတ်သက်ပြီးအယူဂျီဘက်ကရန်ကုန်ခေတ်သတင်းဌာနကနေမေးမြန်းရမှာတော့သစုံတရားမှတ်ချက်ပြုတာမျိုးမရှိသလိုညှင်းဆိုတာမျိုးလည်းမရှိပါဘူး။တစ်ဖက်မှာတော့ချင်းမျိုးသားတအူးရဲ့ဒုတိယဥက္ကဋ္ဌဥရွှေခါကဒီသတင်းနဲ့ပတ်သက်ပြီးသူတို့ကိုယ်စလဲတွေလွတ်ဖို့ရှိသလိုအိန္ဒိယကတရားဝင်ဆက်ဆံတာဒါပထမဦးဆုံးအကြိမ်ဖြစ်ပြီး ဒါဟာကောင်းမွန်တဲ့ချင်ကပ်မှုပါပဲလို့လဲရိုက်တာသတင်းဌာနကိုပြောဆိုထားတယ်လို့ရိုက်တာကနေသတင်းပေါ်ပြထားပါတယ်။ကျန်တဲ့အာရခတတော် AA ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့အမျိုးသားညီညွတ်အစိုးရ UNG ကတော့အခုလိုအိန္ဒိယအစိုးရရဲ့ New Delhi ဆွေးနွေးပွဲတက်ရောက်ဖို့ဖိတ်ကြားချက်ရှိမရှိဆိုတာကိုတရားဝင်အကြောင်းပြန်တာမျိုးမှတ်ချက်ပြုတာမျိုးမရှိသေးပါဘူး။ဒါပြင်တစ်ဖက်မှာလည်းအိန္ဒိယအစိုးရအနေနဲ့မြန်မာစစ်ကောင်စီကိုပါအဲ့ဒီဆွေးနွေးပွဲအတွက်ဖိတ်ကြားတာမျိုးရှိမရှိကိုလည်းမသိရသလို့ အဲ့ဒီ new daily ဆွေးနွေးပွဲကိုအိန္ဒိယအစိုးရကလျှို့ဝှက်ထားတယ်လို့လည်းသိရပါတယ်ခင်ဗျဒီတစ်ခါဆက်ချင်တာကတော့အကြံပတ်စစ်ကောင်စီရဲ့ပိတ်ပင်တားဆီးအရေးယူမှုတွေကြားကပဲထိုင်းနိုင်ငံဘန်ကောက်မြို့မှာ2024ခုနှစ်ပထမ6လအတွင်းမြန်မာနိုင်ငံသားတွေဝယ်ယူထားတဲ့ကွန်ဒိုအခန်းပေါင်း638ခန်းရှိပြီးထိုင်းဘတ်ငွေ3ဘီလီယံကျော်အထိရှိတယ်လို့ဘန်ကောက် post သတင်းဌာနကနေဒီကနေ့စက်တင်ဘာလ24ရက်နေ့မှာပဲသတင်းဖော်ပြထားပါတယ်လက်ရှိမြန်မာစစ်ကောင်စီက ထိုင်းနိုင်ငံမှာမြန်မာနိုင်ငံသားတွေကွန်ဒိုဝယ်ယူမှုတွေကိုပိတ်ပင်တားဆီးအရေးယူတာတွေလုပ်နေမှုကြောင့်2024ခုနှစ်အစပိုင်းမှာထိုင်းနိုင်ငံဘန်ကောက်မြို့အတွင်းမြန်မာနိုင်ငံသားတွေကွန်ဒိုဝယ်ယူမှုနှုန်းရော့ကျသွားခဲ့တယ်ဆိုပါတယ်ဒါပေမဲ့အဲ့ဒီလိုရော့ကျသွားတာတော့2024ခုနှစ်ပထမ6လအတွင်းစရင်အရာထိုင်းနိုင်ငံဘန်ကောက်မြို့မှာမြန်မာနိုင်ငံသားတွေဝယ်ယူထားတဲ့ကွန်ဒိုအခန်းပေါင်း638ခန်းရှိပြီးငွေကြေးအနေနဲ့ထိုင်းဘတ်ငွေ3ဘီလီယံကျော်အထိရှိနေတယ်လို့ဘန်ကောက်ပို့စ်သတင်းဌာနကနေဖော်ပြထားပါတယ် မြန်မာတွေကအရင်နှစ်တွေမှာဆိုရင်ထိုင်းနိုင်ငံမှာတစ်နှစ်ကိုကွန်ဒိုအခန်း20ကနေ50လောက်အထိပဲဝယ်ယူရကနေ2022ခုနှစ်ကစပြီးကွန်ဒိုအခန်းတွေဇက်တိုက်ဝယ်ယူလာရမှာ2024ခုနှစ်မှာလည်းရောက်ရောရုရှားကိုကြော်တက်ပြီးထိုင်းနိုင်ငံမှာဒုတိယကွန်ဒိုအများဆုံးဝယ်ယူတဲ့နိုင်ငံစရင်းဝင်ဖြစ်သွားတယ်လို့လည်းထိုင်းနိုင်ငံ REIC ရိုင်းညွန်ကြားမှုချုပ်ကပြောထားပါသေးတယ်ခင်ဗျအခုတခါဆက်ချင်တာကတော့ ရှမ်းပြည်နယ်မြောက်ပိုင်းကတီပေါ်မြို့နယ်မှာရှိတဲ့အကြပ်ဖက်စစ်ကောင်စီရဲ့နောက်ဆုံးလက်ကျန်တရင်၃ခုကို DNL PDF ပူပေါင်းတပ်တွေကထိုးစစ်ဆင်တိုက်ခိုက်တဲ့အချိန်အကြပ်ဖက်စစ်ကောင်စီကဘာမှမဆိုင်တဲ့အယတပြည်သူတွေနေထိုင်ရာကျေးရွာတွေကိုလေနဲ့လာပြီးဘုံကျဲသွားတဲ့အတွက်အယတပြည်သူ၄ဦးသေဆုံးခဲ့ရတယ်လို့ဒေသခံသတင်းရင်းမြစ်တချို့ကရန်ကုန်ခေတ္တကိုပြောပါတယ်လက်ရှိတီပေါ်မြို့နယ်မှာစက်တင်ဘာလ22ရက်နေ့ကစပြီးအကြပ်ဖက်စစ်ကောင်စီရဲ့နောက်ဆုံးလက်ကျန်တပ်တွေဖြစ်တဲ့ ခလာယ23ခမယ903နဲ့ခမယ904တို့ကို DNL ဥဆောင်တဲ့ PDF ပူပေါင်းတက်တွေကစတင်ထိုးစစ်ဆင်တက်ခတ်ခဲ့တယ်ဆိုပါလေအဲဒီနောက်အချမ်းဖက်စကောင်စီတက်ကသူတို့ရဲ့တက်စခန်းတွေမကြအောင်တိုက်လေရင်တွေနဲ့ဘုံကျဲပြီးအဘဲအတန်ခုခံရင်နဲ့တိုက်ပွဲနဲ့ဘာမှမဆိုင်တဲ့ဂျေရွာဒီကိုပါရည်ရွယ်ချက်ရှိရှိဘုံကျဲဖြတ်စည်းသွားတယ်ဆိုပါလေအဲဒီနောက်စနေမလာ23ရက်နေ့ဖြစ်တဲ့မနေ့ကလည်း လင်းနဲ့ထိတ်ရောက်လာပြီးတီဘောမြို့နယ်ကတိုက်ပွဲနဲ့ဘာမှမဆိုင်တဲ့အရသာပြည်သူတွေနေထိုင်ရာကုန်းဆုံကျောင်းပိန်းနဲ့လီစုခြေရွာတွေဘက်ကိုလင်းနဲ့ဘုံကျက်တိုက်ခိုက်သွားရမှာခြေရွာတွေကတအိမ်နဲ့နေတဲ့အရသာပြည်သူမြေဖွားလေးဦးသေဆုံးသွားခဲ့ရတယ်လို့ဒေသခံသတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဒီတခါစကိုင်းတိုင်းဘက်မှာတော့ချောင်းဦးမြို့နယ်မှာချင်းတွင်းမြစ်ကြောင်းအတိုင်းအထက်ကိုတက်လာတဲ့အကြပ်ဖက်စစ်ကောင်စီတပ်ရဲ့တင်းမောတွေကို ဒေါ်လန်ရေးပူပေါင်းတပ်တွေကတိုက်ခိုက်ချင်းမမှုအတွင်းစေကောင်းစီတပ်သား၅ဦးဝင်းကျင်ကတော့အသီးသီးတေကုန်ကြပြန်ပြီလို့ငမိုးရိပ်စစ်ကြောင်းကပြောပါတယ်စတင်မလာ၂၁ရက်နေ့ကပဲကလေးဝမြို့နယ်နဲ့စလင်းကြီးမြို့နယ်ဘက်တွေကနေချင်းရွှေမြင့်ကျောင်းအတိုက်အထက်ကိုတက်လာတဲ့အကြက်ဖက်စစ်ကောင်စီရဲ့စစ်သင်္ဘောတွေကိုဒေါ်လန်ရေးပူပေါင်းတပ်တွေက၆ဦးမြို့နယ်စင်ပြူရှင်တဒါအနီးမှာပစ်ခတ်တိုက်ခိုက်ချင်းမုန်းခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုတွေအတွင်း အဂျမ်ပစစ်ကောင်စီတပ်သား၅ဦးဝင်းကျင်ကတော့အတိအသေးသိကုန်ကြတဲ့အကြောင်းနဲ့စစ်သည်မော်တွေဟာမအူချေးရွာအနီးရောက်နေပြီဖြစ်တဲ့အကြောင်းကိုပါတိထားရတယ်လို့ငမိုးရိပ်စစ်ကြောင်းကပြောထားပါလိမ့်ခင်ဗျာအခုတခါဘကိုးတိုင်းဘက်မှာလေရေတရှိမြို့နယ်ကရွာတိချေးရွာအတွင်းတဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကိုဒေါ်လန်ရေးပူပေါင်းတပ်တွေကတိုက်ခိုက်ချေမှုအတွင်းစေကောင်စီဘက်ကထိခိုက်သေးဆုံးမှုတွေတော်တော်များထားတယ်လို့ ် PDF တရင်393ညနှစ်တည်င်းရှင်မြစ်ကရန်ကုန်ခေတ်တိကိုပြောပါတယ်စက်တင်ဘာလ23ရက်နေ့ဖြစ်တဲ့မနေ့ကပဲရေတာရှင်မြို့နယ်ကရွာတိချေးရွာအတွင်းတဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကိုဒေါ်လာရေးပူပေါင်းတပ်တွေက drone စစ်ဆင်ရေတွေအပါအဝင်မြေပြင်ကပါဝင်ရောက်တိုက်ခိုက်ချေမှုန်းခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုအတွင်းစေကောင်စီဘက်ကထိခိုက်သေးဆုံးမှုတွေတော်တော်များထားတဲ့အကြောင်းကိုလည်းသိထားရတယ်လို့ PDF တရင်393ညနှစ်တည်င်းအရင်မြစ်ကပြောထားပါတယ်ခင်ဗျ။တစ်ဖက်မှာတော့ မကွေးတိုင်းထီလင်းမြို့ကစစ်ကောင်စီတပ်သားထက်လင်းအောင်ဆိုတဲ့သူဟာတနက်တလက်ပါယူဆောင်လာပြီးဒေါ်လန်ရီတပ်တွေစီမှာအလင်းဝင်ရောက်လာတယ်လို့ကံကောင်းခရိုင်အမှတ်၈၈ PDF တရင်ကပြောထားပါတယ်စတေမလာ၁၇ရက်နေ့ကပဲထီလင်းမြို့ကအချမ်းဖတ်စစ်ကောင်စီတပ်သားထက်လင်းအောင်ဆိုတဲ့သူဟာ MA3 တနက်တလက်နဲ့ကြည်စံတွေပါယူလာပြီးဒေါ်လန်ရီတပ်နဲ့ချိတ်ဆက်ပြီးတော့အလင်းဝင်ရောက်လာတယ်ဆိုပါတယ်အဲ့ဒီလိုလက်နက်နဲ့အတူအလင်းဝင်ရောက်လာတဲ့စစ်ကောင်စီတပ်သားထက်လင်းအောင်ဆိုတဲ့သူကိုဒေါ်လန်ရီတပ်တွေကလက်ခံကျူးဆိုခဲ့ပြီး လက်နက်ပါယူလာတဲ့အတွက်ငွေကျပ်350ကိုပါစုငွေချင်းမြင့်ပေးခဲ့တယ်လို့ခံငေါခရအမှတ်18 PDF တရင်ကပြောထားပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရန်ကုန်ခေတ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ